င်္ဂလာပါဒီသင်္ကန်းစာလေးမှာတော့ network engineering အတန်းနဲ့ပတ်သက်တဲ့သင်္ကန်းစာလေးအကြောင်းပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ network engineering အတန်းမှာဆိုရင်တော့ဒီလိုဘာတွေသင်ကြားမှာလဲဆိုရင်ဒီပထမဆုံးဒီအပိုင်းအနေနဲ့ network fundamental အကြောင်းကိုသင်ကြားပေးမှာဖြစ်တယ်အဲ့တော့ network fundamental မှာဆိုရင်တော့ဒီလို network နဲ့ပတ်သက်ပြီးတော့ဗောနော်အခုမှစပြီးတော့လေ့လာမယ့်သူတွေအတွက် တင်ကြမယ်သင်ခန်းစာလေးပေါ့နော်အရင်ဆုံး fundamental မှာ part 1 part 2ရှိမယ်အဲ့ထဲမှာဒီစီလို network ဆိုတာဘာလဲပေါ့နော် network ရဲ့ဒီအမျိုးအစားတွေအကြောင်းပေါ့နော်ဒါဒီပါမယ် type of network ပေါ့နော်ပြီး network ချိန်ဆက်တဲ့အခါမှာအသုံးပြုမယ်ဒီ network ရဲ့ median ကြီးအကြောင်းပေါ့နော်ဒါဒီပါမယ်နောက်တစ်ခုက network ရဲ့ topology အကြောင်းနေပါမယ်နောက်တစ်ခုကကြတော့ကျတို့ IP addressing ပေါ့နော်ဒီ network မှာဆိုရင်အရေးကြီးဆုံးချက်ကဘာလဲဆိုရင် IP ပဲနောက် IP မသိရင်ကျတို့ network ချိန်ဆက်လို့မရအောင်တော့နော် IP အကြောင်းနေကျတို့ပါမယ် နောက်တစ်ခုက IP တွက်တဲ့အကြောင်းတွေပါမယ် subnet တင်အကြောင်းအရာတွေပါမယ်နောက်တစ်ခုကကြာတကယ်တို့ network မှာဆိုရင်အရေးကြီးဆုံးအလုပ်လုပ်နေတဲ့ချက်က OSN 7 layer ပေါ့နော်အဲ့ဒီအကြောင်းတွေပါမယ်အဲ virtualization အကြောင်းတွေနောက်တစ်ခုကဒီ network basic ချိတ်ဆက်တဲ့အကြောင်းပေါ့နော်ဒါက network fundamental ပဲပါမယ်စုစုပေါင်း unit 73ခုသင်ရမယ်ပေါ့နော်အဲ့ဒီမှာဒီကျတို့သင်ကြတဲ့အခါမှာဒီ73ခုပြီးတဲ့အခါမှာ exam ကတော့နှစ်ကြိမ်ရှိမယ်ပေါ့နော်ဒါ multiple choice exam တွေလာမယ်နှစ်ကြိမ်ရှိမယ်ဒီသင်ခန်းစာတွေနားလည်ရေဆိုရင်ဒီ exam တွေကလည်းမခက်ခဲပါဘူးနော်ဖြေရတဲ့အခါမှာလည်း အဲ့ဒီကွာကြစာပါပိုင်းကိုသွားမယ်ဒုတိယအနေနဲ့ပေါ့နော်စာပါပိုင်းအဲ့စာပါမှာဆိုရင်တို့ဒီ DHCP စာပါတွေပါမယ် DHCP ဆိုတာတို့ IP auto ချပြီးစာပါတွေပေါ့နော် PDNS naming စာပါတွေပါမယ် web စာပါတွေပေါ့နော်ပြီးနောက်တစ်ခုက file စာပါတွေပါမယ်ပြီးရင် AD ပေါ့နော် editor domain စာပါ AD စာပါတွေပါမယ်ပြီးရင်ဒါတွေပါမယ်ပေါ့နော်စာပါပိုင်းမှာတော့နောက်တစ်ခုကဒီ firewall နဲ့ပတ်သက်ပြီးတော့ firewall စာပါအကြောင်းကိုပြောမယ်အဲ့တော့ firewall တော့တချို့ Microsoft ရဲ့ firewall စာပါကိုသင်မှာဖြစ်တယ်ပေါ့နော် firewall အကြောင်းနေပါမယ် firewall ဆိုတာအကြံပြုပါမယ်ဆိုရင်ဒါ network နောက်ပေါ်မှာဆိုရင်ဒါ security အတွက်အသုံးပြုတဲ့ဥစ္စာတွေပေါ့နော် firewall အကြောင်းတွေပါမယ်နောက်တစ်ခုကဆို Cisco ရဲ့ဒီ networking technology အကြောင်းထပ်သွားမယ်ပေါ့နော်ဒါဆို routing switching ဘိုင်းပေါ့နော် routing ရဲ့ intro လေးပါမယ်ဒီ route တကယ်ဒီ CCNA အတန်းမှာဆိုရင်တော့ဒီ routing ကအာဒီချေတို့ဒီအများကြီးရှိတယ်ပေါ့နော်ဒီထဲမှာမှဒီချေတို့ဒီ networking level မှာ any level မှာပေါ့နော်စတင်လောက်ဆောင်နေသူတွေအတွက်ဟိုတိတိမိတိုက်တဲ့ဥစ္စာလေးတွေထည့်ပေးထားတယ်ပေါ့နော်အဲပြီးပြီးရဲ့အခါမှာဒီချေတို့ဒီ switch ရဲ့ technology switching အကြောင်းပေါ့နော်ဒါလေးတွေထည့်ထားတယ် နောက်တစ်ခုကကျတော့ NDD တို့ VPN တို့เนาะဒီအကြောင်းတွေပါမယ်။ဒါဆို VPN ဆိုရင်ဒါအလုံးနဲ့စိမ့်မှာမဟုတ်ဘူးเนาะ။ဒါပေမဲ့ဒီကျတို့ရဲ့ဒီဦးတင်မဲ့ VPN ကတော့ဒါတော့လုပ်ငန်းခွင်မှာသုံးနေဥစားပါเนาะ။ရှိမယ်။ပြီးနောက်တစ်ခုက wireless အကြောင်းတွေပါမယ်။နောက်တော့ cloud technology ပေါ့နော် cloud မှာဆို Azure နဲ့ပတ်သက်တဲ့ဒီ cloud အကြောင်းကိုထည့်ပြီးတော့သင်ပြီးထားပါတယ်။နောက်တော့ security အကြောင်းရပေါ့ဒီ security ကကြာဘာနဲ့သွားပြီးတော့တက်ဆိုင်နေဆိုရင်ရှေ့မှာဒီချေပြောခဲ့သလိုပေါ့ course ဟိုပါပေါ့ဒီ security engineer အာဒီလက်ရှိတယ်ပေါ့နော် network ခဲ့မှာအဲ့မှာ county ID security ကိုလေ့လာမယ်ဆိုတာလေအဲ့တော့အဲ့ဒီ county ID နဲ့ပတ်သက်တဲ့အထဲမှာမှာပေါ့နော်ဒီလိုလိုအပ်တဲ့ဟာလေးဆွဲပြီးတင်ပြထားတာဖြစ်တယ်ပေါ့နော် network security အပိုင်းလေးအဲ့တော့ဒီလိုဆိုရင်တော့ဒါ network နဲ့ပတ်သက်တဲ့ဒီ course outline နဲ့အဲ course outline နဲ့ပတ်သက်တဲ့အကြောင်းအရာလေးပေါ့နော်အဲ့တော့အပိုင်းလေးရှိမယ်အဲ့ဒီမှာဒီလို ဒီခုနပြောတယ်ပေါ့နော် exam ကတော့နှစ်ကြိမ်ပဲ basic မှာပြီးသွားပြီပေါ့နော်အဲ့ဒီမှာဒီလိုစာပါပိုင်းရောက်တဲ့အခါမှာစာပါနဲ့ပတ်သက်တဲ့ lab ရှိမယ် lab ဒီစလာပြီအဲ့မှာတော့ multiple choice မဟုတ်တော့ဘူးပေါ့နော် lab exam ကြီးရှိမယ်အဓိကတော့ lab test ပေါ့နော် lab လုပ်ပြီးရမယ်ပိုင်းပေါ့အဲ့ဒါကစာပါ lab ဒီရှိမယ်နောက်တစ်ခုက route ဆိုခြင်းနဲ့ပတ်သက်တဲ့ lab ဒီရှိမယ်အဲ့တော့ဒီ အကုန်လုံးပြီးတဲ့ခါမှာအဆောက်ဆုံး lab တစ်ခုရှိမယ်ပေါ့နော်ဒါတွေကတော့ဒီအတန်းပြီးသွားတဲ့ခါမှာအာလုပ်ပြရမယ့်ဥစားလေးပေါ့နော် multiple choice လေးရှိမယ် exam လေးရှိမယ်ပေါ့နော်ဒါဆိုစာတွေ့ lab တွေ့ပေါ့နော်တချို့တီချာလိုက်လို့မယ်ဆိုရင်ပေါ့နော်ကျေးဇူးတင်တဲ့အတိုင်းတီချာလိုက်လို့မယ်ဆိုရင်အာတီချာဘောက်တက်မြောက်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်